ဖလားမရသေးတဲ့ပုံမှာဒီနီးပြနဲ့တော့ဖလားမရပါဘူးလို့တခါတလေကြရင်ထဲနေဗျာအဲဒါပေမဲ့ Adidas အဲ့ဒါတွေကို proven တဖြည်းဖြည်းလုံးပြလာတယ်ဗျာရီယယ်မက်ဒရစ်လိုအသင်းမျိုးနိုင်မှုဆိုတာမှမလွယ်တာပုံဆိုးတာဒီလိုရီယယ်တိုက်စစ်မှာအမ်ဘာပေဗီနီစီယပ်စ်ရိုဒရီဂိုဒီလို၃ယောက်လုံးပေးကူးမရှိဘဲနဲ့ကစားသွားနိုင်တယ်ဆိုတော့ဒါကတရန်ကိုချစ်ကျူးရမယ်အဓိက KB ဘောကျွန်တော်တို့ယုံကြည်မှုနည်းခဲ့တယ် ကီယော respect ထားမယ်ပြီးွားလို့ရှိလို့ရှိရင်ဆလီဘာကကျွန်တော်ရမ်းကြိုက်တယ်ဆိုတာအာဆင်နယ်အသင်းဒီဆလီဘာစပြီး line တက်ပြန်ပါတဲ့ဒီ Crystal Palace နဲ့ပွဲလွန်ခဲ့တဲ့နှစ်နှစ်သုံးနှစ်ရင်အဲ့ဒီကစလိုက်တာအာဆင်နယ် challenger ပြန်ဖြစ်တဲ့နှစ်အဲ့ဒီနှစ်က top 4ဝင်တော်ပြီဆိုပြီးတော့နေတာဆလီဘာစကစားရတယ်ဆလီဘာမှာ aura လည်းရှိတယ်နောက်သူကတိတ်အများကြီးဟို Gabriel ပို့ပြီးတော့ commanding ဖြစ်တယ်ပို့ပြီး captain ရုပ်ပေါက်ပေးမယ်ဆလီဘာအငြိမ်ကစားရတယ် ဘေးကဘသူနဲ့ပဲကစားကစားဆလီပါနဲ့ကစားနေရရင်ဟိုငိမ့်တယ်ဗျာအဲဗန်ဒိုက်ဥမာမတ်တင်နဲ့ပဲကစားကစားကိုနာတင်နဲ့ပဲကစားကစားဘသူနဲ့ကစားကစားဗန်ဒိုက်နဲ့ကစားရင်လုံခြုံမှုရှိတယ်လို့ဆလီပါလည်းအဲ့လိုမျိုးပဲကျွန်တော်မြင်ရတယ်တော်တော်ကြိုက်တယ်ဆလီပါကိုလေအဲပြီးွားရင်ဂိုသမားဒေးဗစ်ရာယာလည်းဒီနှစ်မှာပိုကောင်းလာတယ်မနှစ်ကတော့ sloppy moment တွေရှိတယ်ဒီနှစ်မှာရာယာကလည်းပိုကောင်းလာတယ်အဓိကချုပ်ပြောချင်တာကတော့ဗျာအာတီတာပေါ့နော်အာတီတာကို100%မယုံဘူးအာတီတာနဲ့ပတ်သက်ပြီးတော့ ဂျုံဂျီမှုတွေကကျွန်တော်တို့မှာအများကြီးမရှိဘူးတခါတလေကြာရင်အာတီတာဘာလုတ်လဲဘာလုတ်လဲဘလောက်ထိကောင်းလဲဆိုတော့မြင်ရပေမဲ့ဖလားမရသေးတဲ့ပုံမှာဒီနီးပြနေတော့ဖလားမရပါဘူးလို့တခါတလေကြာရင်ထဲနေဗျာအဲဒါပေမဲ့အာတီတာအဲ့ဒါတွေကို proven တဖြည်းဖြည်းလုတ်ပြလာတယ်ဗျာကျွန်တော်တို့ဒီနှစ်မှာမန်ယူနဲ့ကန်တယ် နှစ်ကြော့ကန်တယ်ကျွန်တော်တို့မန်ယူကိုတကြော့တည်တကြော့နိုင်တယ်ချဲစီနဲ့ကန်တယ်တကြော့တည်တကြော့နိုင်လီဗာပူးနဲ့ကန်တယ်တကြော့တည်ကြထားတယ်ဒုတိယကြော့မကန်သေးဘူးစီးတီးနဲ့ကန်တယ်တည်တပွဲအနိုင်တပွဲတပွဲမှမချုံဘူးဗျာစပောင်းကိုနှစ်ကြော့လုံးနိုင်တယ်အဲ့မှာမှာစီးတီးကို5-0နဲ့နိုင်တယ် PSG ကို2-0နဲ့နိုင်တယ်ရီယယ်မက်ဒရစ်ကို3-0နဲ့နိုင်တယ်ကျွန်တော်တို့အသင်းကြီးထဲမှာဆိုအင်တာမီလန်1-0နဲ့ပယ်နယ်တီပေးပြီးရှုံးထားတဲ့တပွဲပဲရှိတယ်ကျန်တာတွေအားလုံးကကျွန်တော်တို့ big team နေနဲ့တွေ့လို့ရှိလို့ရှိရင်တဖြည်းဖြည်းနိုင်လာအရင်တော့ကဗျာ ဒီလိုကိုပြတ်နိုင်ဖို့အနေထားမပြောနဲ့ကံရင်တော့ဘယ်တော့ရောင်းမလဲဘလောက်ပေးရမလဲဘလောက်ထိထိန်းကန်နိုင်မလဲပဲကြည်ရတာကျွန်တော်တို့ CTO 21နဲ့ရှုံးပြီးခြေရူကန်ပျော်နေရတာဗျာခြေရူကန်နိုင်တာပဲဆိုအခုကကိုပြတ်နိုင်တဲ့အနေထားဖြစ်လာဒါတွေအားလုံးရဲ့ချီကျူးမှုကအာတီတာရတဲ့နဲ့အာတီတာရဲ့ revolution နဲ့အာတီတာရဲ့ tactic တွေအာတီတာရဲ့နီးစနဲပုံမှာစီကံကြီးမှုတွေဒါရဲ့အသီးပွင့်တွေပဲဒါ real madrid နဲ့ပွဲကဒါမိမောင်းထိုးလိုက်တယ်လို့မျိုးပဲပေါ့ အဲ့လိုပြောလို့ Artita ကိုပဲ100%ယုံရမှာမို့သူလဲမှားတာတွေလည်းရှိမယ်သူလဲ sloppy moment တွေရှိမယ်အဲ့တော့အခု Omar Brother ရောက်လာတယ်အဲဟိုနီးပြကိုအကောင်းဆုံး supporting ပေးမယ်လို့လည်းယုံကြည်တယ်အခု transfer နဲ့ပတ်သက်ပြီးတော့လည်း Arsenal မှာတင်းနေထွက်နေတယ် Arsenal အနေနဲ့ဘယ်သူဝယ်မယ် Rukri Kares ကိုလိုက်နေတယ်ဟိုလူကိုလိုက်နေတယ်ဒီလူကိုလိုက်နေတဲ့တင်းနေအများကြီးအဲ့ဒါတွေကတော့မယုံသေးဘူးအသင်းကိုရောက်လာတဲ့အပေါ်မှာယုံမယ်ကျွန်တော် Arsenal အပေါ်မှာ မယုံကြည်ဆုံးသောအရာသည် transfer ပဲ transfer မှာအသင်းပေါ်မှာတကယ်သာလောက်လောက်လာလာဖြည့်ပေးခဲ့မယ်ဆိုလို့ရှိရင်တော့ Arsenal ကနောက်ပိုင်းအတက်တည်းကြီးပဲပြောစရာကြီးပဲမြင်ရဖို့များတယ်လောလောဆယ်အနေထားမှာတော့ဘာမှ transfer ကိုခေါင်းထဲမထည့်နိုင်အောင်ဒီလူကလွယ်ပြီးကျန်လာဘာမှမရှိဘူးကျွန်တော်တို့မှာအဲ့တော့ Premier League ကလည်းဟို Liverpool ကရသွားလောက်ပြီ69ရာခိုင်နှုန်းလောက်က Liverpool ဖလားရသွားပြီဟို mathematically ရတာနည်းနည်းလေးပွဲကန်အောင်မလို့ကြည့်ကောင်းအောင်ဖြစ်နေတဲ့ပုံစံမျိုး အဲ့တော့လီဗာပူးနဲ့ပွဲတွေပါတယ်ခေါင်းနဲ့မထည့်နဲ့တော့ဗျာအရန်နေနဲ့ပဲကန်တော့ပရီးမီယာလီဂ်ကိုဖြစ်နိုင်အဆလီဘာတို့တင်ဘာတို့အဓိကဒန်ယာလက်အခန့်ရှိတဲ့ပလေယာတွေကိုအနာပေးပြီးတော့ပရီးမီယာလီဂ်ကိုခဏလေးလက်လျှော့ထားလိုက်ဘာမှမထူးတော့ဒီ top 2နဲ့ပြီးွားရင်ဂျေနတ်တယ်ဗျာဒီချန်ပီယံလစ်မှာအခုလမ်းပွင့်နေတဲ့ဟာကိုဆက်ဖောက်ရမှာပဲဘာလို့လဲဆိုကျွန်တော်တို့ပလေယာတွေကတပွဲယုံပြီးရင်တော့မှဒန်ယာရနိုင်စကာနည်းနည်းလေး injury အသေးအသေးစားရတယ်တင်ဘာ injury အသေးစားရှိတယ် သိရမလားတောင်ဘန်ဝိုင်းမှာပုံမှန်အရင်ဘန်ဝိုင်းလိုမျိုးခြေမရသေးဘူးဒဏ်ရာနဲ့ operation လုပ်ထားရတာအဲ့ဒါလေးတွေနားလည်ပေးလို့ရတယ်နောက်တစ်ခုက scaly လေးကိုလည်းအနားပေးပါ premier league မှာအဲ့ဒီနေရာမှာတရားနည်းဖြစ်ဖြစ်စီချန်ကုန်ဖြစ်ဖြစ်သုံးရမယ်ကျွန်တော်တို့ကျွန်တော်တို့တို့ကဗျာ premier league ၃မှတ်ထက်ဆိုင် champion league ရဲ့နောက်တစ်ပွဲအတွက်ကအရန်ရေးကြီးသွားပြီတိလား champion league ကနောက်ထပ် real away ကိုနိုင်ရင်ဟို semi final နဲ့နှစ်ပွဲ final တစ်ပွဲကျွန်တော်တို့နောက်၄ပွဲစတိုက်နိုင်ရင်ဖလား champion ဖြစ်နိုင်တယ် အဲ့လိုပြောလို့အာဆင်နယ်ကဖလားရမှာလားဆိုတော့အနေအထားမျိုးမှာကျွန်တော်တို့ကအခုလက်ရှိချန်ပီယံလစ်ကိုဘယ်သူရနိုင်ဆုံးလဲမင်း Real 30နဲ့နိုင်ထားလို့ဒီတတ်မှတ်ချက်တွေမှာအာဆင်နယ်က top tier ပြေးနေတာတကယ်တကယ်လူရင်အားမှကြည့်မယ်ဆိုရင် Real ထက်လည်းအားနေရတယ် PSG ထက်လည်းအားနေရတယ် Aston Villa ထက်တောင်တိုက်စစ်ပိုင်းမှာကျွန်တော်တို့အတင်းရရော့တယ်သိလားပြီးွားလို့ရှိရင် Inter Milan ထက်လည်းအားနေရတယ် Barcelona ထက်လည်းအားနေကျွန်တော်တို့ Dortmund ထက်တော့နည်းနည်းလေးတားမယ် အဲကျွန်တော်တို့အောက်မှာ domain လောက်ပဲ squat depth အရာရှိမယ်ဗျာအဲ့ဒါတော့လူအရေအတွက် quantity အရာ domain အများကြီးများနေအောင်ပဲအဲ့တော့ကိုယ်အတင်းရဲ့အားနည်းချက်ကကိုယ်ပြိတ္တတွေကတိမှာပါအဲ့တော့ကျန်တဲ့ပွဲတွေသွားဖို့အတွက်ကိုကျွန်တော်တို့လူချမ်းရမယ်လူလျှော်ရမယ်အယုံကအများကြီးထွေပြားပြီးတော့စိုက်လို့မရအောင်အတိတ်ပဲလည်းမရှိဘူးနှစ်ခုလုံးစိုက်ဖို့အတွက်ကိုလေအဲ့တော့ဒီ brief ရဲ့ဒုတိယအကြော့ကိုကျွန်တော်တို့အကောင်းဆုံးထိန်းကန်ပြီးတော့နောက် semi final အတွက်ကိုအင်အားမွေးထားရမယ်နေသားမျိုးကျွန်တော်တို့မှာဘယ်ကစားသမားမှလည်းပြန်လာနိုင်မဲ့ injury မျိုးမဟုတ်ဘူးတဟိုးစီဇန်လောက်ကိုနားသွားတာ Harvest ကော Jesus ကော Gabriel ဟောအဲ့တော့တန်တဲ့ပွဲတွေကိုအယုံစိုက်စီခြင်းတယ်အဲ့တော့ဖလားမရရင်ရောဘာမှအရင်ကြေကွဲသွားစရာမလိုဘူးကျွန်တော်တို့ဒါမဲ့ရသွားခဲ့ရင်တော့အလွန်ကျူးပျော်သွားမှာပေါ့ဗျာဒါတကာမှမမရဘူးလားတမိုင်းမှာအဲ့တော့ရနိုင်ခြင်းရှိလားဆိုတော့လုံးဝရနိုင်ခြင်းရှိတယ် Real Madrid ကိုနိုင်နိုင်ခြင်းရှိလားဆိုတော့ကံပြီးွားတဲ့အချိန်မှာမှနိုင်အောင်ဒီလောက်ညှက်နိုင်ပါလားဆိုမြင်ရတော့အဲ့တော့ဒီတိုင်းလေးပဲ ကျွန်တော်တို့တွားပြီးတော့အကောင်းဆုံးရင်ဆိုင်ရမှာပဲဒါကတော့ကျွန်တော်အမြင်ပေါ့နော်ကျွန်တော်တို့ထက်ဒီ PSG ပဲဖြစ်ဖြစ် Real Madrid ပဲဖြစ်ဖြစ် Inter Milan ဖြစ်ဖြစ် Barcelona ဖြစ်ဖြစ်တိတယ်မှာသူတို့တွေအားကောင်းတယ်နောက်ဆုံး Aston Villa နဲ့တွေ့ရင်တော့ Premier League အချင်းချင်းအရန်ခတ်အောင်ကန်အရန်လွယ်ကူနေတဲ့ပုံစံမျိုးမှာရှိမနေဘူးအဲ့တော့အဲ့လိုပြောလို့ကိုယ်တင်ကိုကလုံးဝဟိုဟာဖြစ်တာမဟုတ်ဒီချိန်မှာကဟိုအသက်ဆက်ဖို့တပွဲချင်းတပွဲချင်းအိုင်အောင်စိုက်ပြီးချန်ပီယံလစ်ကိုပဲဖဲဟိုဖိတဲ့နယ်လို့ထင်တယ် ဟိုတစ်ဖက်က Real Madrid လည်းအခုဒုတိယကြောက်သူတို့ Santiago Bernabeu မှာ Ancelotti နဲ့ဟို Vinicius တို့ Mbappe တို့ Rodrigo တို့ Bellingham တို့နဲတဲ့လူတွေမှမဟုတ်တာသူ့အသင်းမှာအရင်ထိုင်နေတဲ့ Andric တို့ Atagula တို့ Prime Diaz တို့တော့ကျွန်တော်တို့အသင်းမှာအခုစော့နေတဲ့ Martinelli တို့ဒီ Marino တို့ Saka တို့စကားပြောလို့ရတဲ့လူတွေစကားတယောက်လောက်ပဲကွာရင်ကွာမယ်ဂျန်တဲ့လူတွေကိုစကားရှင်ပြောလို့ရတယ်ဗျာ အဲ့တော့ကျွန်တော်တို့ကဘတ်ဆောင်ကသူတို့နဲ့တွားပြီးတော့နမဲစင်းနေရှင်လို့မရအောင်ခြေစွမ်းနဲ့ပဲသူတို့တပွဲပြီးတပွဲအာဒီပွဲဘယ်လိုပြီးွားတယ်ဒီပွဲဘယ်လိုပြီးွားတယ်ဒီပွဲဘယ်လိုပြီးွားတယ်အဲ့လိုမျိုးပဲတပွဲချင်းတပွဲကြော်ပြတ်မှရပထမကြော်လိုမျိုးပဲချိုးမိန်နေမယ်လို့မထင်နဲ့စပိန်အင်ကွင်းမှာအဲ့တော့ဂယူဆိုင်ရမယ်ကျွန်တော်တို့လောလောဆယ်မှာတော့ဆောက်ရမ်းပျော်တယ်ကို့အသင်းကိုလည်းကို့ချီးကျူးတယ်ဂုံယူတယ်ရီယယ်မက်ဒရစ်ကိုဒီလိုမျိုးကစားနိုင်တယ်ဆိုတော့ဒါမလွယ်ဘူးနောက်တစ်ခုကကြတော့အသင်းမှာကြတော့ဒီဆာပစ်နဲ့ပတ်သက်ပြီး rice ကိုလွန်းလွန်းလပ်ပေးကန်လိုက်တင်ပြီဗျာ သိရမလားဟိုဘယ်လိုပြောမလဲစကာရဲ rice ရဲ corner can နဲ့ rice မပါရင် odiga can နဲ့ frosset can နဲ့အဲ့လိုမျိုးကပြဿနာမရှိဘူးအခုပြီးတော့ဒီ free kick တွေနဲ့ပတ်သက်လို့ရှိရင် declan rice ရဲ can အားကောင်းတယ်ဗျာသိရမလားအဲ့တော့ rice ကို can ခိုင်းရမှာပဲ free kick တွေနဲ့ပတ်သက်ပြီးပါလို့ရှိရင်ပြီးတော့ရှိရင်လည်းကျွန်တော်တို့လက်ရှိအနေအထားမျိုးမှာကျွန်တော်တို့သွားနေတဲ့ artita ရဲ့ tactic တွေအလုပ်ဖြစ်တယ်အဲ့ဒါတွေကိုပဲပို့ပြီးတော့ artita အနေနဲ့လည်းအေးအေးဆေးဆေးစက်သူစိတ်ကြိုက်လှုပ်ရှားရမှာပဲ လောလောဆယ်တော့ဟိုဒီတပတ်ကံမဲ့ brand 4နဲ့ပွဲတွေပါတယ်အရန်နေနဲ့ပဲသွားတင်တယ်ကိုသမားတော့အရန်ထားဗျာဖြစ်နိုင်လို့ရှိရင်ပေါ့နော်နိုင်နာမနိုင်နာထက်ကိုဘာလို့လဲဆိုတော့တစ်ဖက်မှာအရန်ရေးကြီးနေတဲ့အပိုင်းရောက်သွားပြီလေးဘွဲပဲဒီလေးဘွဲပြီးွားရင်ကျွန်တော်တို့တမိုင်းပြောင်းသွားနိုင်တယ်လေးဘွဲလုံးနိုင်ခဲ့အဖြစ်ချင်းမှလည်းဖြစ်မယ်နောက်တစ်ပွဲနဲ့တင်ပြီးရင်လည်းပြီးသွားမယ်ဒါပေမဲ့ယုံကြည်မှုအရအခုတော့30နဲ့ဆိုတော့ဒါတမိုင်းတစ်ခုသူ့အတွက်ရေးဖို့အခွင့်ရေးပဲနောက်နှစ်တင်မှာဒီထက်ကောင်းတဲ့အာဆင်နယ်အသင်းကိုလည်းတွေ့နိုင်တယ် ဒီတက်ကောင်းတဲ့လူတွေကိုလည်းရနိုင်တယ်။ပရီးမီးယားလိဂ်ချန်ပီယံလည်းဖြစ်ချင်ဖြစ်နိုင်တယ်။ဒါပေမဲ့ချန်ပီယံလိဂ်မှာဒီလိုအနေထားကိုဒီလို position နဲ့ရောက်နေဖို့မလွယ်ဘူး။အဲလူရင်းအားတော့နည်းတယ်။ဒါပေမဲ့ဂယုတော့စိုက်ပြီးတော့လုံးဝဒါဝပဲလုံးဝ focus ထားတဲ့နေ။အဲ့တော့အာတီတာလည်းအခုအတွေ့အကြုံတွေရလာတယ်ဗျာ။အခုကစားသမားတွေလည်းအတွေ့အကြုံတွေအများကြီးရလာပြီတဖြည်းဖြည်းနဲ့။ဒီလိုပဲတက်ရမှာပေါ့ဗျာ။ဆက်ပြီးယုံကြည်ရမယ်။တောင်းတောင်းညီညွတ်ညွတ်နဲ့ပရိသတ်တွေကအဲ့နဲ့ကွင်းထဲမှာဒီအဖြူလိုင်းတွေဒီ Arsenal Mafla ပုံစံမျိုး ပုံဖော်ပြီးတော့အားပေးကြတာဒါတွေကဒေါ်မန်မှာမြင်ရတယ်ဘိုင်ယန်မြူနစ်မှာမြင်ရတယ်ရီယယ်မက်ဒရစ်မှာမြင်ရတယ်ဘာစီလိုနာမှာမြင်ရတယ်အာဆင်နယ်မှာမရှိဘူးအရင်တော့အခုမြင်ရလာပြီအရန်ဝမ်းတာဖို့ကောင်းတယ်ကြိုးစိုးတင်တယ်